ာဆင်နယ်အသင်းဟာပရီးမီးယားလိပွဲစဉ်ခုနှစ်မှာဝက်ဆန်အသင်းကို2ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးအမှတ်ပေးစရာအဆင့်တင့်နေရာကိုတက်လန်းလာနိုင်ခဲ့ပါတယ်။အာဒီတာအတွက်အဲ့ဒီနေ့ပွဲဟာနီးပြဘောကပွဲပေါင်း300ပြည့်မြောက်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးနိုင်ပွဲရခဲ့လို့သူ့ကိုယ်သူဂုဏ်ယူနေခြင်းအသင်းမှာအားထားရတဲ့အသင်းကောင်းဆောင်မာတင်အိုဒီဂတ်နဲ့ဒက်ကလန်ရိုက်တိုဒဏ်ရာပြဿနာတွေနဲ့ကြုံခဲ့ရလို့တစ်ဖက်မှာလည်းခေါင်းခဲဆရာအခြေအနေတွေနဲ့ကြုံခဲ့ရတာပါ။အသင်းကောင်းဆောင်မာတင်အိုဒီဂတ်ဟာ မိနစ်30မှာဒုဒဏ်ရာရခဲ့လို့လူစားလေးခဲ့ရပြီးစေကုသမှုတွေခံယူနေခဲ့ရတယ်လို့သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့စောင့်ကြည့်နေစေဖြစ်တယ်လို့နီးပြအာဒီတာကသတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။အသင်းအတွက်တွင်ကိုတကူရယူပေးခဲ့တဲ့ဒက်ကလန်ရိုက်ကလည်းအဲ့ဒီနေ့ပွဲမှာ နောက်ကျောတန်ရရခဲ့လို့86မိနစ်အရောက်မှာလူစားလဲခဲ့ရပါတယ်။စိုးရင်ရတဲ့အခြေအနေမဟုတ်ပေမဲ့ဒီကစားသမားနှစ်ဦးစလုံးရဲ့တန်ရအခြေအနေတွေကိုစိတ်ကူတမှုအပြည့်အဝပေးထားပြီးစောင့်ကြည့်နေတယ်လို့ အာဒီဒါကဆိုပါတယ်အသင်းကောင်းဆောင်အိုရီဂက်ဟာပခုံးတန်ရာအကြောင်းယာတီဆပွဲစဉ်အချို့ကိုလွဲချော်ထားပြီးအာဆင်နယ်ရဲ့လူစည်းမှာပြန်လည်ပါဝင်ပွဲထွက်ကစားတာမကြသေးပဲအခုလိုဒဏ်ရာပြဿနာထက်ကြုံခဲ့ရတာကြောင့်နိပြအာဒီဒါအတွက်တော့ဖိအားတွေဝင်စီခဲ့တာပါအခုချိန်မှာအာဆင်နယ်အတွက်ဒဏ်ရာရကစားသမား5ဦးထိရှိလာခဲ့ပြီးဂါဘရီယယ်ဂျေဇူးကိုင်ဟာဘက်စ်နဲ့မာဒူဂီတို့ကဒူးဒဏ်ရာကနေမသက်သာသေးသလိုအခုအိုဒီကတ်နဲ့ဒက်ကလန်ရိုက်တို့ဒဏ်ရာပြဿနာတွေနဲ့ထက်ကြုံခဲ့ရတာကြောင့် အာဆင်နယ်ရဲ့လက်ကျန်ပွဲစဉ်တွေကအနည်းငယ်ခက်ခဲလာနိုင်တယ်ဆိုပေမဲ့ပွဲစဉ်ခုနှစ်အပီပရီးမီးယားလိမှတ်ပေးစရာမှာတော့လက်ရှိချန်ပီယံလီဗာပူးအသင်းကိုနောက်ကောက်ချပြီးထိပ်ဆုံးမှဥဆောင်နေနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။